က်ကင်တဲ့သူတိုင်းဒီလိုပြဿနာမျိုးကိုတစ်ကြိမ်မဟုတ်တစ်ကြိမ်ကျွန်တော်တို့တွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြည့်ပါအဲ့တော့ကျွန်တော်တို့ဒီပြဿနာက အခုမှတစ်ကြိမ်ပဲစပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ချော့ချော့ပေါ့ပေါ့လေးပဲဖြစ်သွားပါတယ်ဒါကိုဘယ်လိုမျိုးနောက်ထပ်မဖြစ်အောင်ကာကွယ်မလဲအခုလက်ရှိကိုကျွန်တော်တို့ဘာတွေဆက်ပြီးတော့လုပ်ရမလဲဆိုတာကိုသိထားရမှာဖြစ်ပါတယ် ဲ့တော့ကိုယ့်ရဲ့ Facebook အကောင့်တွေကိုဝင်လိုက်ပါမယ်ဖိုင်လေးကိုနှိပ်ပါမယ်။ပရိုဖိုင်ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျတို့စက်တီလေးကို ထပ်ပြီးတော့နှိပ်ပါမယ်။စက်တီကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ paste up ဆိုတာရှိပါတယ်နော်။ paste up ထဲကိုဝင်လိုက်ပါမယ်။ paste up ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကျတို့ဒီမှာ page recommendations ော်နော်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်ပါမယ်။ pay recommendation လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ review content ဆိုတာလေးရှိပါတယ်နော်။ review content ဆိုတာလေးရှိပါတယ်။အဲ့ဒါကျွန်တော်တို့လာပြီးတော့တတိပေးတာဖြစ်ပါတယ်နော်။တတိပေးတာဖြစ်ပါတယ်။အဲ့တော့ဒီ recommendation ကကျွန်တော်အရန်ကို အရေးကြီးပါတယ်။ page ညီသွားတာတွေဝါသွားတာတွေချိခဲ့ရင်တော့ကျွန်တော်ဒါတွေအတွက်စိတ်ပူစရာမလိုဘူးပေါ့နော်။ ဒီကောင်သာကျွန်တော်တခုခုဖြစ်သွားတယ်ပေါ့နော်အာကန့်သက်ချက် ဖြစ်သွားတယ်ဆိုလို့ချင်းကျွန်တော်တို့ကိုယ့်ရဲ့ပိတ်ကအမြင်ပိုင်းပိတ်သွားမှာဖြစ်ပါတယ်ဘလို့ကွန်တန့်မျိုးမဆိုကျွန်တော်တို့ကိုယ့်ရဲ့ front နေစီကိုရောက်အောင် ပို့ပြီးတော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာပိတ်တစ်ခုမှာဆိုလို့ရှိရင်ဒီ recommendation ကအရန်ကိုအရေးကြီးပါတယ်အဲ့တော့ဒီ review request လေးကိုနှိပ်ပါမယ် review content လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင် तू က delete ပို့ပေါ့နော်ဖြတ်ခိုင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာထပ်ပြီးတော့လေးလာဖို့ပေါ့နော်ဒီ recommend ဟိုဟာမှာထပ်ပြီးတော့လေးလာဖို့ကျွန်တော်ဒီမှာချပေးထားတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင်တင်တဲ့ admin မှာပြပေးထားတယ်ပေါ့နော်ဒီ page မှာတင်လိုက်တဲ့ admin ကိုပါပြပေးထားတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်ပါမယ်ဒီနေရာကိုကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်เนาะဒီဘွားဟာတွေကိုသွားနှိပ်လို့ကျွန်တော်တို့ဒီမရှိပါဘူးဘာမှနှိပ်ရမှာမရှိဘူး အားကြောင့်မလို့ကျွန်တော်ဒီအောက်ကဟာလေးကိုနှိပ်ပေးပါမယ်။ဒီအောက်ကဟာကိုနှိပ်ပေးတဲ့ဆိုလို့ရှိရင်အခုလိုပုံစံမျိုးတိုင်းမြင်တွေ့ရလိမ့်မယ်။ကျွန်တော်ဗနေရနေ့ကတင်ခဲ့တဲ့ပို့ဘယ်ပို့ပေါ့နော်အဲ့ဒီမှာလာပြီးတော့ညိတာဖြစ်ပါတယ်။အဲ့တော့ဒီပို့မှာကျွန်တော်တို့ဒီ taste ဆက်ချင်ပေါ့နော် taste ဆက်ချင်ဆိုတာရှိပါတယ်။အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပါမယ်။ taste ဆက်ချင်ကိုနှိပ်ပြီးပါပြီဆိုရင်ကျွန်တော်တို့ဒီက ဒီပို့ကိုဖြတ်ပေးရမှာဖြစ်ပါတယ်เนาะပြီးလို့ရှိရင် iron man ကိုလည်းကျွန်တော်တို့တွေထုတ်ပေးပြီပေါ့เนาะပြီးလို့ရှိရင် delete post ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါမယ် delete post ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင် take action လေးကိုပြန်ဝင်မယ်ပြီးလို့ရှိရင် admin ကိုရွေးလိုက်ပြီเนาะအဲ့တော့ admin မှာတော့ကျွန်တော်တို့တွေဒီမှာပြန်သွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေ post ကိုဖြတ်လိုက်ပြီဖြစ်တဲ့အတွက် dis action ဆိုတာပျောက်သွားပြီပေါ့နော် admin ထပ်ပြီးတော့ဖြတ်เสียမလို့ဘူးပေါ့နော်အကယ်၍ဖြတ်ဖို့လိုတယ်ဆိုလို့ချင်းကျွန်တော်တို့ admin ကိုပါထုတ်ပေးရမှာဖြစ်ပါတယ်နော်ဖြတ်တယ်ဆိုတာကျွန်တော် admin ထုတ်တာကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့ admin ကိုပါထုတ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုး admin ကိုပါထုတ်ပေးမှာကျွန်တော်တို့တွေကိုယ့်ရဲ့ပိတ်ကမထိခိုက်မှာဖြစ်ပါတယ်နော်ဒါသူတို့ရဲ့သတိပေးချက်ကိုကိုကလိုက်နာတာသူတို့ရဲ့စီကံကိုကိုလိုက်နာတာဖြစ်ပါတယ်အဲ့လိုမျိုးကိုကလိုက်နာမှုမရှိဘူးဒီလိုလာပြီးတော့သတိပေးတဲ့ဟာတွေကိုက မလိုက်နာဘူးဆိုလို့ချင်းနောက်ထပ်နောက်ထပ်ကျွန်တော်တို့ဖြစ်လာတယ်ဆိုလို့ချင်းကိုယ့်ရဲ့ page ကအပြင်းသားတွေထိမှာဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကအခုလက်ချီပေါ့เนาะအခုလက်ချီဒီမှာ review content ကတော့မပြောက်သေးဘူးပေါ့เนาะမပြောက်ပေမဲ့ကျွန်တော်တို့ကျွန်တော် recommend တဲ့ကိုဘာမှထိခိုက်သွားတာမရှိဘူးပေါ့เนาะကျွန်တော်ရဲ့ page ကိုဘာမှထိခိုက်သွားတာမရှိဘူးကြည့်ကြည့်ပါเนาะ အားလုံးကကျတို့တွေပိတ်ကကောင်းပါတယ်နော်ဒီမှာကြည်ကြည်ပါအဲဒီလိုမျိုးဖြစ်သွားမှကျတို့ကဒါစိတ်ချရတာဖြစ်ပါတယ်ကိုတင်လိုက်တဲ့ post တွေကိုကျတို့ကိုရဲ့ fantasy ကိုဖြန့်ပေးတာဖြစ်ပါတယ်ဒီဓာတ်ဒီပိတ်သွားပြီဆိုလို့ရှိရင်တော့ကျတို့ဘလောက်ကောင်းတဲ့ content ကိုဖန်တီးဖန်တီးကျတို့မရောက်မှာမဟုတ်ဘူးနော်တခြားလူတွေစီကိုရောက်မှာမဟုတ်ပါဘူးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ချူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်